နောက်ဆုံးပွဲကိုခဏဝင်မြောက်အနိုင်နဲ့နှုတ်ဆက်ပြီးဘောနဲ့ပါတင်ခဲ့တဲ့အော်လာအန်ဆန်ဗရိဇန်အဝေးမိနာများဝေလူချောင်းအဘက်ခွန်ရှေကို Sport Area ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မြန်မာစပောင်းကြီးအော်လာအန်ဆန်ကတော့သူ့ရဲ့ MMA ကစားမအပွားနောက်ဆုံးပွဲကိုအနိုင်နဲ့ပေးသိမ်းနိုင်ခဲ့ပြီးဖြစ်ပါရင်ကာဒီစတန်နေတဲ့အော်လာရဲ့ဖိအားပေးကစားမှုအောက်မှာထူထောက်ခဲ့တာဖြစ်ပါရင်ဒီပွဲကိုမြန်မာ Rock ခဏဝင်လေးဖြူကိုယ်တိုင်အမဲလိုက်ကသချင်းတီဆိုဖွင့်လှစ်ပေးကြတာကအမှတ်တရဖြစ်ခဲ့ပါရင်လေးဖြူကအော်လာအသိပ်ဖွင့်ထားတဲ့ Python ချင်းဟူဒီကိုလည်းဝယ်ဆင်လာခဲ့ပါရင်မြန်မာ MMA ကနဝင်နဲ့ Rock ကနဝင်တို့ရဲ့ထူးခြားတဲ့အတွေ့အပတ်လေးဖြစ်ပါရင် ပြမချီမှာအခြေခံချက်တွေနဲ့ကဲဆန်းနေကြပါရင်အောင်လှရဲ့ကံချက်ကြောင့်ကာရီစတန်အောက်ပိုင်းထိပြီး injury time ဖြစ်ပါရင်ကာရီစတန်ရဲ့ကံချက်ကြောင့်လည်းအောင်လှအောက်ပိုင်းထိပါသေးတယ်တယောက်တလဲပါပဲပြမချီကတတ်မှတ်ပါမယ်မသိရင်လေ့ကျင့်ရေးဆင်းကနေတယ်လို့ sparing ကစားနေတယ်လို့ပဲရှိပါတယ်တိတ်အားမထည့်ကြပါဘူးကာရီစတန်ကကောင်တာကိုပဲချောင်းနေပြီးအောင်လှကျွန်လာတာကိုစောင့်နေပါရင်အောင်လှကလည်းဝင်မလှုပ်ပါဘူးပြမချီမှာလောကဝယ်မလုံးပဲနဲ့ striking တည်တံကစားသွားခဲ့တာဖြစ်ပါရင်ဒုတိယချီကပွဲကပိုကြီးကောင်းလာပါရင် ကာရီဆန်ကမလို့အပဲနေရာတွေရွေးနေတယ်ဒါကိုအွန်လာလိုင်းမမိနိုင်အောင်လုပ်တာဖြစ်သလိုအွန်လာကိုတက်လုံချွေတာလည်းဖြစ်ပါတယ်တကယ်တမ်းမှာတော့တက်လုံကြတာကကာရီဆန်ဖြစ်ပါတယ်ဒါကြောင့်အွန်လာရင်ပိတ်ကစားတာကိုခံလာပြီးရုံးမထွက်နိုင်တော့ပါဘူးဒါတော့မှအနည်းငယ်တထောင်ရဲချက်တွေထွက်လာပါသေးတယ်အွန်လာရဲ့ဂျောင်းပိတ်ထိုးချက်တွေကလည်းကောင်းပါတယ်အွန်လာအပိုင်ပိတ်ထိုးနေပေမဲ့ကာရီဆန်ကလည်းလိုင်းတင်တုံပြပါတယ်ဒါပေမဲ့ဒရက်ဆက်အွန်လာရဲ့ထိုးချက်တွေအောက်မှာနောက်ဆုံးကာရီဆန်တယောက်ဘလို့မှတောင်းမခံနိုင်ပဲရှုံးပေးလိုက်ရတာဖြစ်ပါတယ်အလဲထိုးနိုင်လို့အွန်လာနဲ့အမေရိကန်ဒေါ်လာဘောနဲ့9000ရခဲ့ပါတယ်မာပရိတ်တွေကလည်းအွန်လာကိုအထူးအားပေးခဲ့ကြပါတယ် ဝမ်ချန်ပီယံရှစ်ကအောင်လာကိုလာမယ့်ဂျပန်ပွဲမှာ Hall of Fame ဖြင့်ကနဝင်မြောက်ဂုဏ်ပြုသွားမှာဖြစ်ကြောင်းလည်းကြေညာခဲ့ပါတယ်။ပွဲပြီးမှာတော့အောင်လာကသူ့ကိုအားပေးတဲ့မာပရိတ်တွေကိုလည်းအထူးကျေးဇူးတင်စကားပြောကြားသွားခဲ့တာဖြစ်ပါတယ်။အောင်လာအနေနဲ့သူ့ရဲ့ကစားမပွားနောက်ဆုံးပွဲကိုအလဲထိုးနိုင်ပွဲနဲ့အတူနှုတ်ဆက်နိုင်ခဲ့တာကဝမ်းသာစရာဖြစ်ပါတယ်။အလားကဂျိုဝိုင်းတင်းမှာလက်အိတ်ကိုချုပ်ပြီးတော့ထားသွားခဲ့ပါတယ်။အလားကတကယ်တမ်းဒီပွဲကိုမြောက်နိုင်ငံမှာကျင်းပကျင်းခဲ့တာပါ။ဒါပေမဲ့လက်ရှိတိုင်းပြည်အခြေအနေတွေနေကြောင်းသာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲကျင်းပလိုက်ရတာဖြစ်ပါတယ်။ဘာလို့ပြပြပါအလားအနေနဲ့မြောက်ပရိသတ်တွေကိုလှပဆုံးပုံစံနဲ့နှုတ်ဆက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောနေတဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ